မင်္ဂလာပါခင်ဗျာဆရာငယ်ပါခင်ဗျာဆရာရဲ့မိတ်ဆွေစနေသားသမီးတွေအတွက်ဆရာကဒီ2025ခုနှစ်အော်တိုဘာလ22ရက်ကနေလပုံတီတပတ်စာတားရုံနဲ့ကညီမကိုဟောကြားပေးမှာဖြစ်ပါတယ်ပုံမှန်ဆိုရင်ဆရာကဒီဗီဒီယိုကပြင်ပြီးပြီးတော့တို့တော့ဆရာအနေနဲ့ဒါကပြန်ပြီးတော့ရိုက်ရှင်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့အဲဆရာအနေနဲ့ကမိတ်ဆွေတို့အသိဖြစ်မယ်ကျွန်တော်ဗီဒီယိုရည်သူကြီးကိုအကောင်းဆုံးဖြစ်အောင်ねအော်ဒါခါလေးမှာစိုက်ကြည့်သွားတဲ့အခါကျွန်တော်မိတ်ဆွေတွေကြည့်ရတာအဆင်ပြေအောင်เนาะ ဟိုစိုက်ဗီဒီယိုရိုက်တဲ့အခါမှာလည်းဗီဒီယိုစိုက်ကြည့်များရင်မိတ်ဆွေတို့တချို့ကြတော့နေထားကြည့်တဲ့သူတွေဖုံးပေကုန်မှာဆိုလို့ကျွန်တော်အနေနဲ့ဗီဒီယို resolution ကစလို့ဟောကြည့်ရဲ့မြင်ကွင်းကစလို့ကျွန်တော်ကိုတစ်စင်ရဲ့တစ်စင်အကောင်းဆုံးတတ်နိုင်လို့ပြောင်းစူးစမ်းလာတာကျွန်တော်မိတ်ဆွေကျွန်တော်ကိုအများနဲ့စောင့်ကြည့်နေတဲ့သူတွေဆိုသိပါလိမ့်မယ်အဲဒါကဒီကျွန်တော်အနေနဲ့အခုအဲ့ဒီရှေ့ရက်ကဆရာဒီရက်တနင်္ဂနွေနေ့တနင်္လာလို့အခြားနေ့သားလေးတင်တဲ့အခါမှာကျွန်တော်ရဲ့ editor ညီလေးက ဟောစတာနေနဲ့မတိပေးတာသူရဲ့ editor လုံးမှာတော့သူကောင်းကောင်းကိုကျွမ်းတယ်သူကလူလူတာမန်မဟုတ်ဘူး professional ကြက်ချာကိုတတ်တယ်သို့တော့ hostel နေကြတော့ video hostel နေကြတော့မတိတွေ့တော့သူကဥမာပေါ့တင်းလာအောင်တင်းနေ video လေးတွားပြီးတော့မှားပြီးဆက်လက်လုပ်မိတာမျိုးလေးတွေအဲပြနေပတ်သက်ဗုဒ္ဓဘုရားပတ်သက်ပြီးတော့လွဲရမျိုးလေးရှိတဲ့အခါကျတော့အဲအချက် comment တွေမှာစစောဝါးတိုက်ခိုက်မှန်လာတာလေးတွေ့ပါတယ် ဒီလိုတိုက်ခိုက်တော့လေအကြံပြုကြအကောင်းဆုံးနဲ့ပြောတာဆိုရင်ကျွန်တော်ဘာမှမပြောထုတ်တူပဲကျွန်တော်ဟောစတန်ကိုကြည့်နေကြလူတွေကလာပြီးတော့ဗလိမ်းညာဆိုရင်မပြောလို့ဘူး TikTok မှာလည်းတွေ့တယ် Facebook မှာလည်းတွေ့တယ်တချို့ကအရင်ကြီးဟိုရွယ်ချက်ရှိရှိဒီ level ထဲကပဲတိုက်ခိုက်တာလည်းတွေ့ပါတယ်ထို့အတူတခြားလူတွေကြတော့လေအဲသူတို့တွေကြုံတွေ့ခဲ့မှုတွေ emotional ခံစားချက်နဲ့တိုက်ခိုက်တာလည်းဖြစ်မယ်ဒါပေမဲ့ခင်ဗျားတို့သိထားပါတိုက်ခိုက်တဲ့သူတွေပြောချင်ပါတယ်ဇာငယ်ဆိုတာဒီနေရာမှာကျွန်တော်ဒီလိုရက်တည်နေတဲ့အရှင်တွေအတခုအတိုင်းတာအနည်းငယ်လေးခုတည်းမှာလေကျွန်တော်ကကျွန်တော်လိပ်ပြလုံးနေလိပ်ပြလုံးနေအပြင်ကို ကျွန်တော်ဘယ်စီဆီအောင်ကလည်းမတိုက်ခိုက်တယ်လို့ကိုယ့်အကူအရှိကိုရှိတိုင်းစတယ်ကလည်းချပြထားတယ်လို့ကျွန်တော်ဘာမှလည်းမမှန်တာမရှိတယ်လို့ခမရတို့လိန်မှုတာတစ်ခုတွေ့ရင်ချပြပါဒါပဲနောက်တစ်ခုအနေနဲ့ကျွန်တော်ဘတုကမှလိန်လည်းမလိန်ဘူးညာလည်းမညာဘူးခမရတို့တွေ့ဘူးတို့ချောက်လည်းမစားဘူးဟောက်လည်းမစားဘူးလိန်လည်းမစားဘူးကျွန်တော်ဒီမှာပြနေမိတာအမေရိကန်စစ်စနကျုပ်စေတနာကောင်းကြောင်းလို့မပြောလို့ပဲမယ်ကျွန်တော်ရှိကြည့်ဦးတဲ့သူတိုင်းကျွန်တော်ခေါက်ကောင်လာမှုတဲ့သူတိုင်းသိတယ်ဒါပေမဲ့မနာလိုစိတ်ကြီးရမှာမဟုတ်ဘူးပါနဲ့ဒါပြင်နောက်တစ်ခုအနေနဲ့ကျွန်တော်ဘာပြောချင်တာလဲဆိုတော့အဲ့ဒီလိုတိုက်ခိုက်တဲ့မိတ်ဆွေခမရတို့ ကိုကိုကိုတိပါနားလေပါဒါလေးတစ်ခုပဲပြောချင်ပါလေဒီခါလေးမှာတချို့အရာလေးမှာအဲဟိုအဝေးဖန်တာကိုလက်လက်ခံတယ်ခင်ဗျားတို့ကိုစရင်သွင်းလို့ပြောပြနေတာမဟုတ်ဘူးဒီခါလေးကျတော့တချို့အရာလေးမှာလူဆိုတာမှားတတ်တာဒါကိုလေကျွန်တော်ကိုယ်တိုင်ကျွန်တော်အမတောင်းမှန်ပါလေဆိုတောင်းမှန်ထားတယ်ဒါကိုခင်ဗျားတို့ဘာလို့အဲ့လိုကြီးတိုက်ခိုက်တာဒါလေးတစ်ခုလေးကျွန်တော် ပြောချင်ပါလေလူဆိုလူလိုတိပါခင်ဗျားတို့တွေ့ဘူးတို့လို့ dreamless မစားတယ်လို့ကျွန်တော်ကဟောက်လည်းမစားဘူးကျွန်တော်ဒီနေရာဒီအချိန်ကြီးရက်တည်နေတဲ့ကာလမှာသစ္စာစုရဲပါတယ် ကျွန်တော်ဘယ်သူမှဒုက္ခမပေးပါဘူးဒါလေးသိတာကိုလိုအပ်ပါတယ်ခင်ဗျားတို့လာတိုက်ခိုက်လို့ရိမ့်နဲ့ရိမ့်ဟိုင်းသွားမယ်ဆရာလေးကကျွန်တော်မပါဘူးလို့ပြောရင်းနဲ့ကဲစနေသမီးတွေကခေါ်လိုက်ကြရအောင်ကျေးဇူးတင်ပါတယ်တိုက်ခိုက်တဲ့သူတွေစိတ်ဆိုးလို့ပြောတာမဟုတ်တော့တခါလေမှာမစ္စရိယစိတ်ငွေတဲ့အခါတခါလေမှာတိုက်ခိုက်လို့စိတ်ငွေတဲ့အခါသူများကိုမတိုက်ခိုက်မှာကိုယ့်ရင်ဘတ်ထဲမှာအာဟုတုစိတ်အရင်ဖြစ်ပေါ်တာကိုသိထားဖို့လိုအကြောင်းနဲ့တခါလေမှာတစ်ဖက်ကမှန်နေတာကိုတွတ်တိုက်ခိုက်ရင်ခင်ဗျားတို့ပူပူလောင်နေပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးစီမီကြပါစေ စနေနေ့မိတ်ဆွေတွေဒီနေ့တော့25ခုနဲ့အော်တိုဘာလ22ရက်ကနေလကုန်ခီမိတ်ဆွေတို့ရဲ့ရင်ထဲမှာအရာရာကို PO1 အေးချမ်းချင်းနဲ့ငြိမ်းချမ်းချင်းတွေကိုအလိုရှိနေတယ်ဖြစ်ရှင်တဲ့ဆန္ဒလေးတွေလည်းမကြခင်ဖြစ်လာတော့မဲ့ကာလဖြစ်ပြီးတော့စိတ်ချမ်းသာစရာသတင်းလေးတွေမိမိတို့ရဲ့ရည်မှန်းချက်ကောင်းမျှော်လင့်ချက်ကောင်းလေးတွေဟာပြေဝလာမဲ့ကာလပိုင်းခြားဖြစ်ပါတယ်ခင်ဗျာဒါအပြင်တခုစုပြပြောခြင်းမသိပါနဲ့ဒါတော့ဆိုတာအာယုန်ညမိတ်ကတာဖြစ်တယ်အရေးကြီးတဲ့မိတ်ဆွေတို့ရဲ့အိမ်တော်ဘက်တွေပူဇာဘက်တွေတသက်တာတွေမှာတော့တားတော့နဲ့မရဘူးလို့လည်းထပ်ပြောလိုပါတယ်ကျေးဇူးတင်ပါတယ် မိတ်ဆွေတော့မိတ်ဆွေတို့အနေနဲ့မိမိတို့ရဲ့အေးချမ်းမှုငြိမ်းချမ်းမှုတွေကိုအလိုရှိနေတဲ့ဆန္ဒတွေကျင်းစီပေါက်ပြေးွားမယ့်အပတ်တာကာလဖြစ်ပြီးတော့ဖြစ်ရှင်လာတာကိုဖြစ်လာမယ့်ကာလဖြစ်ပြီးတော့မိမိတို့ရဲ့ရင်ထဲမှာအပြည့်သဘောဆောင်တဲ့အရာလေးတွေထက်အေးချမ်းခြင်းငြိမ်းချမ်းခြင်းနဲ့ဒါလေးတွေကိုတော့ဖြစ်ရင်ကောင်းမှာဆိုတာမျိုးပြဿနာအပြိုင်ဆိုင်တိုက်ခိုက်တွေကိုနားလည်မှုရှိခြင်းနဲ့တိခါခြင်းနဲ့အဲဆရာတို့အေးလေးအရာအေးချမ်းဖြစ်ရှင်ခြင်းဟာမိတ်ဆွေစနစ်သားသမီးတွေအတွက်ကောင်းမှုနဲ့တရားအတိုင်းရရှိစေမှာအထင်ကြီးပဲဖြစ်တယ် အလုတ်ကိုင်အလုတ်ကိုင်နဲ့ပတ်သက်ရင်အလုတ်လုပ်ငန်းကိုင်ကတိုးတက်အောင်မြင်နိုင်ပါလေရာထူးတိုးခြင်းရာထူးတက်ခြင်းလုပ်ငန်းကိုင်ကနဲ့ပတ်သက်လို့ရှိရင်ရာထူးပြခြင်းလစာဘောနိုင်ဝိညာဉ်တွေဂျုံကတက်တယ်လို့အနေရတဲ့အလုတ်တဲ့ခြာနေသူမိတ်ဆွေများနေရလုပ်ငန်းကိုင်ကနဲ့ပတ်သက်ပြီးတော့ခြာနေသူများပတ်စပို့ဗီဇာနိုင်ငံခြားရဝေးကြီးတို့မိတ်ဆွေများအနေနဲ့ရှေ့လို့ဆောင်ရလို့ဆောင်ရအားသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းနိုင်သောကာလဖြစ်ပြီးတော့ OA ချမ်းပြီးပိုင်ဆိုင်ခြင်းသာသမီရရှိခြင်းအစရှိတဲ့အရာမျိုးလေးတွေပိုင်ဆိုင်တတ်သောကာလဖြစ်ကြောင်းထပ်တောင်းပြောကြားလိုက်ပါရစေ။မကုန်းမဆုပ်ဘူးကိုယ်တိုင်း ဥစည်းဥဆောင်ပြီးတော့စိတ်ကလေးနဲ့လှုပ်ဆောင်မှာအောင်မြင်တိုးတက်ခြင်းနဲ့အစဉ်ပြေခြင်းနဲ့ရရှိလာပါလိမ့်မယ်။ယာတုတိုးကိုမျောလင့်နေတဲ့မိတ်ဆွေများယာတုတိုးခြင်းမျိုးလေးတွေယာတုတိုးတို့အတွက်ခွင့်ရင်လမ်းကောင်းတွေများစွာရရှိတတ်သောကာလဖြစ်ပြီးတော့ကိုပိုင်လုံငန်းစတင်လို့တဲ့မိတ်ဆွေများအနေနဲ့ကျင်းတွေပေါ့ရှေ့တိုးဆောင်တဲ့လှုပ်ဆောင်ရေးလုပ်ငန်းနဲ့ပတ်သက်ရင်ဘာမှမစိုးတိုးချက်အောင်မြင်စွမ်းဆောင်နိုင်သောကာလဖြစ်သောကြောင့်မိတ်ဆွေတို့နဲ့ဘာမှမစိုးဥစည်းဥဆောင်လှုပ်ဆောင်လို့ရပါတယ်။သို့တော့စပ္ပစီရင်နဲ့ပတ်သက်လို့တတိထားပါစာချုပ်စာတမ်းကိစ္စလေးတွေပတ်သက်လို့စကားပြောတဲ့အခါစေတနာလေးဝေဒနာဖြစ်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့မိတ်ဆွေတို့အနေနဲ့မိသားစုကိစ္စအိမ်ရေးကိစ္စလေးတွေမှာ လုံးနဲ့တူတယောက်နဲ့တယောက်ဒေါသနဲ့ဖြည့်ချင်းတာမျိုးတက်အေးချမ်းချင်းနဲ့ငြင်းချမ်းချင်းနဲ့အဖြေရှာတာမျိုးတွေတွေ့နိုင်တယ်အဖွဲ့အစည်းအသင်းကွင်းနဲ့ပတ်သက်လာရင်နည်းနည်းလေးအားလဲတော့ကာလဖြစ်တဲ့သူက review စင်နေမှာပညာရေးနဲ့ပတ်သက်လာရင်တော့ပညာရေးကြီးသွားနိုင်ငံခြားပတ်စုအဆက်ရှိတဲ့လုပ်ငန်းတွေနဲ့တိုးတက်အောင်မြင်နိုင်ပေမဲ့ပညာသစ်တင်ရင်ပညာသစ်ရှာရင်ကောင်းပေမဲ့ ပညာရေးမှာလက်ရှိမှာပိုဝါဒနာမှာပါတဲ့အရာကြီးကိုလှုပ်ဆောင်နေတဲ့အခါမှာစိတ်ပန်းလှုပ်ပန်းပြီးတော့မတိုးတက်တာမျိုးလေးတွေအချင်းချင်း rapid ဆက်ဖြေနေပေမဲ့လည်းဘာမှထူးမလာတာမျိုးတွေကျွန်တော်တက်တဲ့အတွက်ပညာရေးနဲ့ပတ်သက်လာရင်တော့အနည်းငယ်အားနည်းတော့ကာလဖြစ်ပြီးတော့အပြောင်းလဲလေးတွေလှုပ်ဆောင်ရင်ပုံမူအားသာကောင်းမှာပါတယ်။ကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့မိစိတ်တို့မိသားစုတွေမှာကျမ်းမာရေးညံ့နေသူတွေရှိတဲ့အခါပဲဖြစ်စေကိုကိုကိုတိုင်းကျမ်းမာရေးနဲ့ပတ်သက်ပြီးရှူချတာမျိုးဘာလို့လို့အဆင်မပြေရင်တော့ကိုကိုတိုင်းညာအိတ်ညာနေတရက်ကလေးစရီထွက်လိုက်တာမျိုးဆိုရင်ကျမ်းမာရေးကောင်းပြီးတော့ဆက်ဆက်ရရအဆင်ပြေအောင်မြင်လာပါလိမ့်မယ်။မထင်မှာဖက်ခྱི་သွားရတာမျိုးလေခྱི་ထွက်တာမျိုးကြုံသွားတက် ောကာလအပိုင်းခြားဖြစ်ပါတယ်ခရီးသွားခြင်းခရီးထွက်ခြင်းတွေနဲ့ပတ်သက်လို့ရှိရင်လည်းစစ်သူဆောင်ရွက်လုပ်ဆောင်မှုကောင်းသောကာလအပိုင်းခြားဖြစ်ပြီးတော့ဘာသာရေးခရီးတွေမထင်မှတ်နဲ့เนาะဆနလိုပေါ့ဟိုတွားလိုက်ရတာမျိုးတွေဆွေမျိုးသားချင်း မဖြစ်မနေသွားရတဲ့ခကြီးတွေပေါ်လာတက်ပြီးတော့ခကြီးကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြအများကြီးတက်ပါတယ်ငွေကြီးငွေကြီးနဲ့ပတ်သက်ရင်တော့ဘာမှစိုးရင်စရာမရှိပါဘူးအလုပ်ကိစ္စလေးတွေကြောင့်ရင်းနှီးလိုက်ရတာမျိုးလေးတွေအနာဂတ်အတွက်ကောင်းတဲ့ကိစ္စလေးတွေကြောင့်စုဆောင်းလိုက်ရတာမျိုးတွေအဲဆွေဝယ်လိုက်လို့တန်ဖိုးရှိတဲ့အရာတွေအိမ်တွင်းပစ္စည်းပြီးပေါ်ကတွေဝယ်လိုက်ရလို့အဖက်မတင်တာမျိုးတွေရလွဲရင်ကျန်တာဘာမှမဖြစ်ပါဘူးအဝေးတက်နေရကမိမိရဲ့အိမ်အောင်ဘက်ဇနီးမယားတို့မဟုတ်ရင်မိသားစုကိုအကြောင်းပြုပြီး အငွေတွေလုံးနဲ့ရင်းနဲ့ဝင်လာတာမျိုးတွေရရှိတတ်တယ်လို့အငွေရရှိတာမျိုးလက်လွန်ထားတဲ့ငွေကြီးတွေနဲ့ပတ်သက်ရင်ပြန်လဲပြောဆိုတောင်းမှာအာသာကောင်းကိုတိုးတက်ပြီးတော့ကံကောင်းနိုင်တော့ကာလာအပတ်တာအပိုင်ချာဖြစ်ကြောင်းနဲ့ငွေကြီးနဲ့ပတ်သက်ရင်တော့ဘာမှညံ့နေတာဆူဆူဝါမရှိဘဲနဲ့ခရီးသွားစိတ်ကလေးတွေတကြောင်အနေငယ်ကုန်ကြများလာမျိုးကျမ်းမာကြီးအလှပါကြီးကလေးတွေနဲ့ပတ်သက်လို့အကုန်ကြများလာမျိုးကလည်းကျန်တာဆူဆူဝါဘာမှမရှိတော့ပတ်တာကာလာဖြစ်ပါတယ်အရှင်လူငယ်တွေအရှင်နဲ့ပတ်သက်လာရင်တော့မိမိရဲ့ချစ်သူအပေါ်မှာ လွန်မှုကျင်တဲ့စိတ်ကရံများနေတာမျိုးမိမိရဲ့ချစ်သူရဲ့အစင်မပြေမှုတောင်ကိုယ်ပါစိတ်ပြန်မရတာမျိုးမိမိချစ်သူရဲ့ကျမညံမှုအလောက်တိုင်းအစင်မပြေမှုလေးတွေကြောင့်ကိုကိုယ်တိုင်မှာလိုက်ပြီးတော့အစင်မပြေရတာမျိုးလေးတွေချစ်တဲ့သူကပူပင်ပေးနေရတာမျိုးလေးတွေကြုံရတတ်ပါတယ်အဆက်အသွယ်ပြတ်နေသူတွေတုံးနဲ့တူတယောက်နဲ့တယောက်ဝေးကွာနေသူတွေအတွက်တော့မထင်မှတ်ဖြစ်တဲ့သတင်းဆိုးတွေကြားရတတ်သောကာလဖြစ်တဲ့အတွက်သတိပြုဆင်ခြင်ပေးရလိုအပ်ကြောင်းနဲ့အဲကိုယ့်ရဲ့စိတ်ထဲမှာတဏှာစိတ်တွေဖြစ်နေတာမျိုးအဲသူ့ရဲ့လုပ်ငန်းအစင်မပြေမှုလေးတွေကြောင့်ကိုကိုယ်တိုင်စိတ်မချမ်းမသာဖြစ်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့ ်မိတ်ဆွေတို့သတိပြုပါအနိကရှိနေတဲ့သမီးသားများအနေနဲ့အိမ်တော်ပြုခြင်းစိဆက်ခြင်းတွေအတွက်ခြေတို့ဆောင်ရလွတ်ဆောင်ရအသာကောင်းမှုတို့တက်ပေးမယ်လို့လူကြီးမိဘတွေနဲ့တွေ့ဆုံတဲ့အခါမှာစကားနည်းနည်းချော့ပြောလို့လူအကြောင်းထထောင်ပြောကြလိုက်ပါသည်အိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့ကံကောင်းနိုင်ပါတယ်ဝေးကွာနေတော့အိမ်တော်ဘက်နဲ့ပတ်သက်လို့ပြန်လဲဆက်တော့ရရှိတာမျိုးတွေဝေးကွာနေသူတွေပြန်လဲတွေ့တာမျိုးပျောက်တော့သူရှာတယ်ပြိမဲ့ကာလဖြစ်တယ် သာသမိပညာရေးကိစ္စလေးတွေကြောင့်စိတ်ချမ်းသာသာသမိပညာရေးကိစ္စလေးတွေကြောင့်စိတ်ချမ်းသာရတာမျိုးလေးတွေအခရီးသွားကိစ္စလေးတွေအခွင့်အလမ်းကောင်းလေးတွေပေါ်လာတာမျိုးတွေရရှိတတ်လို့ဒီကံဆန်းချင်းထီထိုးခြင်းတွေအားသာကောင်းမှုပြီးတော့တိုးတက်နိုင်သောကာလဖြစ်ပါတယ်မိစေတို့ဒီကာလအတွက်ဒီမှာစနေသာသမိအများစုအနေနဲ့မိသားစုကိုအချိန်များများပေးတာဟာပုံမှုပြီးတော့အားသာကောင်းမှုပြီးတော့အချိန်ပေးတဲ့ကြောင်းနဲ့လူမှုရေးအိမ်ရေးကိစ္စတွေဖြစ်လာရင်ချက်ချင်းဖြစ်ချင်းတင်ကြောင်းလိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်ဒီအပတ်တာတော့ဒီမှာဂျာစာပရိသသမိများတောက်ကြသသမိများနဲ့တွဲပတ်လို့ကံကောင်းစီပြီးတဲ့အခါမိစေတို့အနေနဲ့အဲ ခိုးပြာရအောင်လို့နော်မီးခိုးရအောင်လို့အစရှိတဲ့ရောင်တွေလိမ်မော်ရောင်တို့ဝစ်ဆင်ပြီးတော့များများဝစ်ဆင်ပြီးတော့လိုရာကိုကိစ္စဆောင်ရည်အောင်မြင်တိုးတက်နိုင်ပါတယ်အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်တော့တစ်ကဏ္ဍ၃ကဏ္ဍ၆ကဏ္ဍဖြစ်ပါတယ်အကျိုးပေးကံကောင်းစီတော့ရဟာတော့အရှိစုစုရဖြစ်ပါတယ်အစစရရအစင်ပေးစီရမိတ်ဆွေတို့ရအရေးကြီးသောကိစ္စတွေကိုပြီးမှဆောင်ရွက်တဲ့အခါမှာလိုရာကိစ္စကိုမသွားမီလက်ခုပ်လက်ဝါးကလေးပြီးပြီးတော့လိုရာကိုစုတောင်းပြီးတော့ရအောင်မြင်တိုးတက်နိုင်သောကာလဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ အဆက်ဆက်ရရအစီအမေစီရမှာပြောမိဆရာကနာပြနေမိချင်းခွန်ကိုတုံညာနှစ်ကိုတုံညာလေးတက်လျှောက် WhatsApp Telegram မှာဖြစ်စီ Viber နံပါတ်9653 5050 5နှစ်မှာဖြစ်စီဆက်သွယ်မိများနိုင်ကြောင်းနဲ့စနေသားသမီးမိတ်ဆွေတွေဒီတလတာလို့အဆက်ဆက်ရရငွေကြီးကန်ကောင်းသိပြီးအဆက်ဆက်ရရအစီအမေအောင်မြင်တိုးတက်စေရန်တော့ ကလေးငယ်ကလေးတွေကိုချိုးချင်တွေးပြီးစိတ်ကြရနေပြီးတော့လာပါလာပါမက်ကြီးရဲ့ဆိုပြီးတော့ကုသိုလ်လောက်တာမျိုးကိုစားကျွေးတာမျိုးငါးစားကျွေးတာမျိုးကိုအေးစားကျွေးတာမျိုးလေးတွေသူမဟုတ်ကလေးငယ်လေးတွေကိုချိုးချင်တွေးပြီးတော့စိတ်ကြရနေလာပါလာပါမက်ကြီးရဲ့လို့စိတ်ကြရနေ၃ရက်လောက်ပြောပြီးတော့လောက်ပါကငွေဝင်ပြီးဆက်ဆက်ရရအစင်မေအောင်မင်တိုးတက်လာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့စနေသားသမီးမိတ်ဆွေတွေအားလုံးဆက်ဆက်ရရအစင်မေအောင်မင်တိုးတက်ကြပါလိမ့်ခင်ဗျာဖတ်ပြောချင်ပါသေးတယ်မက်ချင်းကစိတ်ထဲမှာကုနေတော့ကျွန်တော်ကရေရရပေးရင်တော့ခင်ဗျားတို့လေကံဆိုတာကိုလုံမှာကိုရတာအဲ့တော့ ဖရတရားတန်ခါကုတုယတနာကောင်းစီတဲ့ကုတုပြကံစရာအလုပ်ကံကောင်းတဲ့အရာလေးတွေကိုပဲပေးတယ်စင်ဖို့ထက်ရှင်